ကဲအနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှဖျားချမ်းသာတည်တဲ့ချမ်းသာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့သလိုက်ပါရခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲကြအချိုးထူးကြတယ်ဆိုတော့ပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။ အခုကတော့ဖြင့်မိုးဆက်မိုးပေါက်များနဲ့အတူလောကကြီးတစ်ခွင်လုံးစီပင်သားရဖွင့်ပြိုးဖို့အားသက်လောင်းနေသောဂျွန်လ28ရက်နေ့အတွက် ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာချေဥစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေကတံမိုးကြီးပစ္စည်းဝယ်ယူစုဆောင်းတာတို့ရွှေကိစ္စတို့မြေကိစ္စတို့ဖုန်းကိစ္စတို့နောက်နိုင်ငံခြားနဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်တွေ အထက်အလိတ်ထိပနာလျက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်ထုနှံနွားအဲ့ဒါလိုကိစ္စတွေကိုဦးစားပေးပြီးတော့စူးစမ်းတက်ပါတယ်ဟိုတရတကြီးမှရှိတဲ့သားသမီးအောက်လက်ငယ်သားမောင်နှမတူတူမှကိစ္စတွေစူးစမ်းမလားကောင်းတယ်အဲစိတ်နှခွဖြစ်စရာလေးတွေမတင်မချမရေမရလေးတော့တော်တော်များတတ်တယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်မိသားစုအတွက်မှာပဲဖြစ်ဖြစ်ကိုယ်ကလည်းသူများတွေကိုစိတ်တိုင်းမချသူများတွေကလည်းကိုယ့်ကိုအမြင်မကြည့် အဲ့ဒါလို့စိတ်ရှုပ်စရာလေးတော့ရှိလိမ့်မယ်သို့တော့ခေါင်းအေးစိတ်အေးလေးနဲ့ကိုယ်စိတ်ကူးရည်ရထားတဲ့ကိစ္စတွေကိုအင်အားသုံးပြီးစူးစမ်းတဲ့ကိစ္စမျိုးဖြစ်ပါတယ်ဗျာဒီလိုနေမျိုးမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေမိမိချစ်သူအိမ်တောင်ဘက်စီကယာတူးတိုးတို့လိုစံမေးပွဲအောင်တယ်လို့လုပ်ငန်းအောင်မြင်တယ်လို့တတင်းကောင်းကြားတတ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကံရဲ့အပမိုးရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးသွဲပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဗတော့ခိုင်းလေးတခိုင်းတို့တို့ရှိရှိဆူဆူ၆၆ဗတော့ခိုင်းလေးတခိုင်းနဲ့တို့ရိုက်ပြီးတော့ရောင်းရင်းတဲ့ပစ္စည်းမှန်သမျှလုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုတို့ရိုက်ပြီးတော့စုတော့မှာဘယ်နှချက်ရဲ့ဘယ်နှခေါက်ရဲ့မဟုတ်ဘူးတတိယတိုင်းခေါက်နေပြင်းလဲခေါက်အားလဲခေါက်နေပြီတော့နော်ရိုက်နေပြီတော့ဒီနေ့ကိုတွေ့ကန်ကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေက၅ကနန်း၇ကနန်းဒီလိုနေမျိုးမှာတနင်္ဂနွေသားသမီးတွေကန်ရဲ့အပံပိုရရှိစေဖို့ဆိုရင်မုံကျွတ် ကဲဘာအမျိုးသားမုံကျွတ်ပဲဖြစ်ဖြစ်မုံကျွတ်ဆိုတဲ့ဥစ္စာမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးနဲ့အတူတင်းငွေတာသမီးမိတ်ဆွေများကံရဲ့အပံမိုးလေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တင်းမဟာတအားကြီးတဲ့တင်းလာသားသမီးများလည်းဒီလိုကိန်းမျိုးမှာကပညာရေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေတင်တန်းတို့ဇာမေးပွဲတို့နော်ဆုတို့ဘွဲတို့ယာတို့ဂုံတို့အဲ့ဒါလိုကိစ္စတွေစူးစမ်းတင်နေ မြေကိစ္စဖုံးကိစ္စအမွေကိစ္စပြိဘောကပဲပြောင်းပန်းပရင်ပကြီးပဲဘူးအဲ့ဒါလိုကိစ္စမျိုးတွေစူးစမ်းတဲ့နဲ့မိတ်ဆွေဆရာသမားတွေစီမှာအကူအညီတောင်းမဲ့ကိစ္စစူးစမ်းတဲ့နဲ့ဆွေမျိုးသားချင်းစီမှာအကူအညီတောင်းမဲ့ကိစ္စမလုပ်တင်ဘူးဆွေမျိုးသားချင်းနဲ့ငွေကြေးကိစ္စပစ္စည်းအယောင်ဝယ်ကိစ္စလုပ်ငန်းကိစ္စတွေရှုပ်ထွေးတတ်တာဒရိပြုရမယ့်နေမျိုးဖြစ်ပါတယ်။နောက်ခကြီးကိစ္စစိတ်ရှုပ်ရတတ်တယ်။လမ်းမှာငွေပြောက်ပစ္စည်းပြောက်ခကြီးဖင့်ဒါလေးတွေလည်းနဲ့ကြယူဆိုင်။အဲ့တော့ဒီလိုနေမျိုးမှာက ကိုကိစ္စအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတာရေးနာရေးတွေကိုလည်းကိုကြီးပံ့ပိုးကတက်ပါတယ်နော်အဓိကကတော့ပညာနဲ့ပတ်သက်လို့သင်တန်းစာမေးပွဲအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေစ조사တဲ့နယ်ကိမျိုးကတင်းလာသားသမီးတွေမိမိချစ်သူအိမ်တော်ဘက်သူ့မိဘဆရာကြီးကဲသူတွေနဲ့အဆင်မပြေကိစ္စလေးဆိတ်ချုပ်ရတာတလာပြီးတော့ဒါလိုနေမျိုးမှာတင်းလာသားသမီးတွေကံရင်အပမိုးရရှိစေဖို့ဆိုရင်အနဲ့ရောင် အယောင်ရင့်ရင်အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုနှင်းစီဘန်ကလေးတပွင့်ဘာရောက်မဲ့ပြပြနှင်းစီဘန်လေးတပွင့်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောက်ပါဒီနေ့ကိုတို့ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေက၅ကနန်း၈ကနန်းကံရင့်အပံမို့ရဖို့ဆိုရင်ရင်းလာသားသမီးများမုန်တီလှူဒန်းတဲ့ကုသိုလ်ကျွတ်လုပ်ပြီးတော့ကံရင့်အပံမို့လေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစင်လာတအားကြီးတဲ့အင်္ဂါသားသမီးတွေဒီလိုနေ့တွေမှာကခရီးသွားလာရေးလို့တည်ယူဖို့ဆောင်ရေးလို့ အဝေးပြိပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စမျိုးတွေဦးစားပေးပြီးတော့စ조사တဲ့အသည့်အနှံတို့ရေရွက်ကုန်တဲ့တန်တို့တဲ့အဖျော်ရမကတတိဝလဟင်းဒီဟင်းရွက်အသားငားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးရေရွက်ကုန်အဖျော်ရမကရေလုပ်ငန်းနဲ့ပတ်သက်တာမျိုးတွေကောင်းတယ်ကိုယ်လည်းခကြီးသွားပြီးလို့ကိုယ့်စီကိုယ်လည်းတည်င်းကောင်းဧည့်သည်ကောင်းအဆက်အသွယ်ချိတ်ဆက်ကောင်းတွေရောက်တတ်တယ်ကုံစီကူးတန်းဖလဲရောင်းဝယ်တဲ့ကိစ္စများစ조사တဲ့ကိန်းဖြစ်ပါတယ်မီးတို့အပူတို့လျှက်စစ်တို့တခိုးတို့အဲ့လိုအန္တရာယ်လေးတွေတော့နည်းနည်းလေးကြိုးပို့ဆိုက်ရပါလိမ့်မယ်။မဟုတ်ချက်ဖြစ်မယ်မဆိုးလို့ဘူး။ သို့တော့တတိကြီးကြီးတတိကောင်းကောင်းစူးစမ်းမယ်ဂိမ်းဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေမိမိချစ်သူအိမ်တော်ဘက်နဲ့စိတ်တော်ကွဲစရာလေးတွေတတိပြုပါကံရဲ့အပါမိုးရဖို့ဆိုရင် အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်စံသုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုအုံညုံကလေးနှစ်ညုံပို့ပြီးတော့အုံညုံလေးနှစ်ညုံနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုတော့ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကတစ်ကနန်း၆ကနန်းကံရဲ့အပါမိုးရဖို့ဆိုရင်အတုတ်တစ်မျိုးမျိုး လူတန်းပြီးတော့ကဲကံရဲ့အပံမိုးလေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ဗိုလ်လူသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကအိမ်အီဆာဦးအလုံနေရအိမ်နေရကိစ္စတွေစ조사တဲ့နဲ့လူကြီးမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအကူအညီတောင်းမဲ့ကိစ္စတွေမတင်မမြတ်ဖြစ်နေတဲ့ကိစ္စမပြေမလဲဖြစ်နေတဲ့ကိစ္စတွေညှိကြနှိုင်းကြမယ်ဆိုရင်ကောင်းတယ်အုတ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဲ့လိုကိစ္စမျိုးတွေ조사တဲ့နဲ့အကိန်းဖြစ်ပါတယ်ငွေကိစ္စဂျမ်းဖြစ်တတ်တယ် ်ရရန်တန်လန်ပေးရန်တန်လန်ဖြစ်တတ်တယ်ကြမ်းဖန်ပြီးအကျွေးတင်တတ်တယ်ကဲကြရနနာချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တာတို့တိုးချဲ့တာတို့ပြုမယ်ဆိုရင်လည်းအလွန်ကောင်းပါတယ်ကဲဒီလိုကိမျိုးမှာလုပ်ငန်းတက်စခြင်းထူထောင်ခြင်းအခြေတဲ့အစပြုခြင်းတွေကိုဦးစားပေးတဲ့ ਨੇ ဗုဒ္ဓသားသမီးတွေကမိမိချစ်သူအိမ်တော်ဘက်ရဲ့တန်ဖိုးကြီးပစ္စည်းလိုခြင်းဝယ်ခြင်းရောင်းရတဲ့ကိစ္စအောင်မြင်တတ်တယ်ကံရဲ့အပါမို့ရဖို့ဆိုရင်အနီရောင်တို့ချက်သွေးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးဝယ်စံသုံးစွဲပါ ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုဇွန်ကလေးတစ်ချောင်းနဲ့တို့ခောက်ပြီးဆိုတောင်းကံရဲ့အပမိုးရဖို့နော်အဲကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနေနေက1ကနေ3ကနေကံရဲ့အပမိုးရဖို့ဆိုရင်တော့အုံနို့ခောက်ဆွဲလူတန်းနဲ့ကုသိုလ်ပြုပြီးတော့အပမိုးလေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာထီးမဲ့ကြာလာပရိသတ်သမီးများဒီလိုကိမျိုးမှာကလေငွေဟောင်းပစ္စည်းအောင်နေပြန်ပေါ်လာတတ်တယ်လုပ်ငန်းဟောင်းတွေရည်ရွယ်ချက်ဟောင်းတွေရထားနားထားတဲ့အစီအစဉ်တွေပြန်စူးစမ်းတဲ့နေ ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံပဲတွေနဲ့ပြန်လဲဆောင်စီရတာပါတယ်။တာသမီအောက်လက်ငယ်သားအတွက်ဝန်သားကြရလဲကြုံရတာတယ်။ကားတို့ယင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအလှူမင်္ဂလာပွဲလမ်းတပင်အစီအစဉ်တွေကားတို့ကြောက်တို့ကွန်ပျူတာကင်မရာချက်ငါးကြံကုန်ရုပ်ချက်သုံးအဲ့ဒါမျိုးတွေဦးစားပေးစ조사အချစ်ရေးကိုချစ်သူရေးစားရဲ့တည်င်းကောင်းကြားရတယ်။မိမိအိမ်အောင်ဘက်ရဲ့တည်င်းကောင်းလဲကြားရတယ်။ကဲဒီလိုနေမျိုးမှာကြားရပေးတာသမီးတွေကံရဲ့အပမို့ရဖို့ဆိုရင် အဖြူရောင်တို့ငွေရောင်တို့မီးခိုးရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုခရင်လေးတစ်ချောင်းထမင်းစားတဲ့ဇွန်ခရင်ခရင်လေးတစ်ချောင်းနဲ့တို့ခေါက်ပြီးတော့ဆိုတော့မှကန်ကောင်းလက်ရှင်ဆိုပေမဲ့နံပါတ်၄ကဏ္ဍ၄ကဏ္ဍ၂ကဏ္ဍကန်ရဲ့အပမိုးရဖို့ဆိုရင်ကော်ရီခောက်ဆွဲလူတန်းနဲ့ကုတူပြုတ်ပြီးတော့ကဲအပမိုးလေးရရှိကြပါသည်ဆက်လက်ပြီးတော့တောက်ကြတာသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေ ကန်ထူးတတ်တယ်ထီပေါက်မဲပေါက်ဆိုရရာဒူးတို့တို့ကန်ထူးတတ်တယ်စတူတွဲပြီးလုပ်မဲ့ကိစ္စစာချုပ်ချုပ်ဆိုလုပ်ကိုင်းမဲ့ကိစ္စတွေစမ်းစီစေစားဆက်မှုစိုက်ပျိုးစိန်စာဥစားရအဲ့လိုကိစ္စတွေအောင်မြင်တတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီအပံ့ပိုးကောင်းကြတတ်တယ်ကို့မှာကြုံနေတဲ့အခက်အခဲအထင်းငေါ်တွေပြေရာပြေချောင်းအကူအညီအပံ့ပိုးတွေပေါ်တတ်တယ်ကိုရည်ရွယ်မျှွန်မှန်းထားတဲ့ကိစ္စကြီးကြီးမားမားတခုကဲစာမွေးပွဲအောင်တို့ရာဒူးတို့တို့အောင်စင်းထွက်မယ်နေမျိုးဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေက ကို့ချစ်သူအိမ်တော်ဘက်ရဲ့ဆွေမျိုးသားချင်းတို့ရဲ့ပူပင်တော့ကရောက်ဆရာလေးတို့လာကြုံတတ်တယ်။ကဲတောက်ကြသားသမီးများကံရဲ့အပါမို့ရဖို့ဆိုရင်အညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံလုံးသွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုဆက်ပြကလေးတစ်ခက်နဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီနေ့ကို့အတွက်ကံကောင်းလက်ရှင်စင်မဲ့နံပါတ်တွေကနန်းတွေက9ကနန်း3ကနန်းကံရဲ့အပါမို့ရဖို့ဆိုရင်စမူစာကဲဘယ်နှခုဖဲဖြစ်ဖြစ်အရေးအတွက် အဲ့ဒါမြတ်စွာဘုရားမှာလူလူအပေါင်းသမီးတွေကိုပဲဒါနာပြုပြုစမှုစာဒါနာပြုလူတန်းပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေ။ကဲဆက်လက်ပြီးတော့အခြေပွားစီမဲ့ရွှေမရှားငွေမရှားစနေနဂါးတွေဒီလိုကိမျိုးမှာကနည်းနည်းတော့မောမယ်နည်းနည်းတော့ပင်ပန်းမယ်သို့တော့ပြောစရာကြီးအပြိုင်အဆိုင်အကျိတ်နဲ့စ조사ပြီးတော့အောင်မြင်မှုရတတ်တော့ကိမျိုးဖြစ်ပါတယ်။လုပ်ငန်းပြိုင်ဆိုင်ပြိုင်ဈေးကွက်ပြိုင်ကိစ္စတွေစ조사တဲ့နဲ့လက်ရှိလုပ်ငန်းတွေကိုတိုးတာချဲ့တာတို့ အစီအစဉ်အသစ်တွေလုပ်ငန်းအသစ်တွေစတာတို့အဲ့ဒါမျိုးတွေပြုလုပ်တဲ့။သားသမီးအောက်လက်ငယ်သားမောင်နှမသားချင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်။ရွှေတို့လျှက်စစ်ပစ္စည်းတို့အလှကုန်တို့အလှပြင်ဆိုင်တို့အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းထူးထူးခြားခြားအောင်မြင်နိုင်ပါတယ်ခင်ဗျာ။ကတလူကိမျိုးမှာကောင်းသောခရီးတွေလည်းသွားရတယ်။တရင်ကောင်းဧည့်သည်ကောင်းတွေလည်းရောက်တတ်တယ်။စနေသားသမီးတွေကမိမိချစ်သူအိမ်အောင်ပဲထူးထူးခြားခြားအလုပ်နဲ့ပတ်သက်တဲ့အံ့ဩလောက်အောင်အောင်မြင်မှုကြုံရတတ်တယ်။ကံရဲ့အပံမိုးရဖို့ဆိုရင် အစိမ့်ရောင်များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတော့ရှောက်သီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါ။ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ4ကဏ္ဍ။ကဲကံရဲ့အပမိုးရဖို့ဆိုရင်တစ်သီးတစ်မျိုးမျိုးလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေ။ကဲအနေနဲ့ရရကကျွန်တော်ရဲ့မိတ်ဆွေအားလုံးလည်းပဲဒီစီဇန်လေးနဲ့အတူကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ3ချက်လုံးအားကောင်းအောင်လဲ။ ကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာ